မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားရင်းနှီးမြန်မာသားဖန်နှီးနဲ့စကားပြောဆိုနှီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့တသက်မာတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့အသက်အမှန်ရွေးပါဆိုတဲ့မိကုံးလေးကိုဆက်လက်ပြီးတော့ဖြေပြပေးသွားမှာဖြစ်ပါတယ်ဒါလေးကတော့เนาะ ှားတတ်တဲ့အမှားလေးတွေကိုမသိမသာမှားတတ်တဲ့အမှားလေးတွေကိုဖြေပြပေးသွားမှာဖြစ်ပါတယ်။အမှန်ကိုအသုံးအမှန်ကိုရွေးပေးရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်နံပါတ်1ကိုကြည့်ရအောင်။သူကပေးထားတာတိတ်ခွေ သူကတိတ်ခွေကိုနှစ်ခုပေးထားတယ်တခုကတက်တက်နဲ့တိတ်တာတခုကပတ်တက်နဲ့တိတ်တာ တိတ်ခွေဒါလည်းမှားတက်တဲ့တော်တော်များများမှားတက်တဲ့စကားလုံးပဲဖြစ်ပါတယ်တိတ်ခွေကိုတာဝင်းမူပတ်တက်နဲ့တိတ်မယ်ဆိုရင်မှားပါတယ်သူ့ရဲ့အမှန်ကတော့တာဝင်းမူကိုတက်တက်နဲ့တိတ်မှသူကအမှန်ဖြစ်ပါတယ်ကဲနောက်တစ်ခုပြက်တော့ ပြက်သုံးတာလည်းနတ်သက်နဲ့သုံးတာရယ်ညလေးတက်ကဲနဲ့သုံးတာရယ်ဆိုပြီးတော့ရင်နှစ်ခုကိုပေးထားတယ်အဲ့ဒီထဲကအသုံးအမှန်ကိုရွေးပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ပြက်သုံးပြက်သုံးကိုညလေးတက်နဲ့သုံးမယ်ဆိုရင်မှားပါတယ်သူကနတ်သက်နဲ့သုံးရမှာဖြစ်ပါတယ်ဒါဆိုရင်အသုံးအမှန်သည်တတချောင်းငင်နတ်သက်သုံးဝိစနှလုံးပေါက်သုံးနဲ့သုံးမှာဖြစ်ပါတယ် ။နောက်ထပ်မှားတတ်တဲ့အမှားလေးတွေလည်းရှိပါသေးတယ်။ဒါလေးကတော့လွင့်စင်။လွင့်စင်ကို သူကညာလေးတက်နဲ့ဆင်ထားတယ်၊ငတ်တက်နဲ့ဆင်ထားတယ်။ဒါဆိုရင်လွင့်စင်ရဲ့အမှန်စလုံးပေါင်းကဘာနဲ့ပေါင်းပါလဲဆိုတော့ငတ်တက်နဲ့ဆင်မှသူက နော်အမှန်ဖြစ်ပါတယ်လွင့်စင်ကိုညာလက်သက်နဲ့စင်မယ်ဆိုရင် तू ਆ မှားတဲ့အတုံးအနှုံလေးဖြစ်ပါတယ်ကဲနောက်တစ်ခုအမြဲတမ်းမှားတဲ့အမှားအခန့်အနအမြဲတမ်းမှားတတ်တဲ့အမှားဖြစ်ပါတယ်အခန့်အနဒါဆိုရင်အခန့်အနကို तू ਆ ဘေးထတာမတ်သက်ခန်းနဲ့နတ်သက်ခန်းဆိုပြီးတော့ရင် နှစ်ခန်းပေးထားတယ်ဒါဆိုရင် အခက်အနာဘာနဲ့သုံးမလဲနက်တက်နဲ့သုံးမလားမတ်တက်နဲ့သုံးမလားဆိုရင်နက်တက်နဲ့သုံးရင်မှားမှာဖြစ်ပါတယ်အခက်အနာသည်မတ်တက်နဲ့သုံးမှာဖြစ်ပါတယ်ဒါမှအမှန်အသုံးအမှန်ဖြစ်မှာဖြစ်ပါတယ်ကဲနောက်တစ်ခုအမြင်ကအမြင်ကကတော့ပတ်စောက်ကတ်နဲ့တက်တက်ကတ်နဲ့ဆိုပြီးတော့ရင်အမြင်ကကိုနှစ်ခုပေးထားပါတယ်ကဲဒါဆိုရင် ဒီအမြင်ကန့်ကဲစလုံးပေါင်းအမှန်လေးကရောဒါဆိုရင်ဒီတာဝင်းပုံနဲ့တတ်တဲ့အမြင်ကတ်ကမှားပါတယ်အမြင်ကတ်ကိုပတ်တက်ကတ်နဲ့ကတ်မှအမြင်ကတ်ကအမှန်ဖြစ်ပါတယ်ကဲနောက်တစ်ခုဥပုပ်သရင်သီလာစောင့်မယ်ဆိုပြီးတော့ရင်ရေးထားတယ်နော်ဥပုပ်ဥပုပ်ကတော့နှစ်ခုသလုံးရေးတတ်ကြပါတယ်ဒါပေမဲ့အမှန်ကတော့နော် ကနဲ့တတ်တဲ့ဥပုပ်ကမှအမှန်ဖြစ်ပါတယ်ဒီဥပုပ်ကတော့အမှားเนาะအရေးအသားနဲ့တဲ့ဥပုပ်ဖြစ်ပါတယ်အမှန်သည်တနဲ့တတ်တဲ့ဥပုပ်ဖြစ်ပါတယ်ကဲနောက်တစ်ခုမှားတတ်တဲ့အမှားလေးစုလက်စုလက်ကိုဓာတွေနဲ့တတ်တာရယ်ဘာကုန်းနဲ့တတ်တာရယ်ဒါဆိုရင်စုလက်ကို များသောအားဖြင့်ဓာရင်းနဲ့မှားပြီးတော့တတ်တတ်ကြပါတယ်ဒါပေမဲ့စုလက်ကအမှန်ကတော့ဘာကုန်းနဲ့တတ်မှစုလက်ကအမှန်ဖြစ်မှာဖြစ်ပါတယ်ကဲနောက်တစ်ခုခွဲစိတ်ခွဲစိတ်ခံဝင်နေဆိုတော့နော်ခွဲစိတ်ကိုဘာနဲ့သုံးမလဲပတ်သက်နဲ့စိတ်မလားတတ်သက်နဲ့စိတ်မလားနော်ဒါဆိုရင် ခွဲစိတ်သည်တတ်သက်နဲ့စိတ်ရမှာဖြစ်ပါတယ် ်ခွဲစိတ်ကိုပတ်သက်နဲ့စိတ်ထားရင်တော့ဒီအသုံးသည်မှန်ကန်တဲ့အသုံးမဟုတ်ပါဘူးကဲနောက်တစ်လုံးထုတ်ဝေနော်ထုတ်ဝေမှာတတ်တတ်ထုတ်နဲ့ပတ်သက်ထုတ်ကဲစာအုပ်တွေရေးတာထုတ်ဝေတာကိုဘာနဲ့ထုတ်မလဲပတ်သက်နဲ့ထုတ်ရင်မှားမှာဖြစ်ပါတယ်သူ့ရဲ့ထုတ်ဝေကတော့တတ်တတ်နဲ့ထုတ်မှသူကနော်အမှန်ဖြစ်မှာဖြစ်ပါတယ်ကဲနောက်တစ်ခုပုတ်သုံးသူမျက်နှာရည်ကလည်းပုတ်သုံးနေတာပဲဒီ နင်တော့ဟင်းသီးဟင်းရွက်တွေအားပုတ်သွုံးနေတယ်ဆိုတော့ပုတ်သွုံးဒီပုတ်သွုံးကိုကြတော့ဘာနဲ့ပုတ်မလဲဆိုတော့တက်တက်ပုံနဲ့ပတ်သက်ပုံဆိုပြီးတော့ယင် ပုတ်သွုံးကိုနှစ်ခုပေးထားတယ်အဲ့ဒီမှာလဲဒီတိုင်းမဲ့ပတ်သက်ပုံနဲ့ပုတ်မယ်ဆိုရင်မှားပြီးတော့ပုတ်သွုံးကိုပတ်ဆောင်နဲ့နော်ပုံမှသူကအမှန်ဖြစ်မှာဖြစ်ပါတယ်အရေးအသားအမှန်အသက်အမှန်ဖြစ်မှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနေ့သင်ပေးလိုက်တဲ့ နော်အတန်နဲ့နော်အတက်အမှန်အတက်အသုံးအမှန်ကိုရွေးပါဆိုတဲ့အခန်းလေးတဲ့ကနံပါတ်3မေးခွန်းလေးကို ဆက်လက်ပြီးတော့ဖြေပြပေးသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်